ကျွန်တော်ကြံဖိုင်းရောက်ပါပြီမြန်မာနယ်စပ်ကနေဆိုင်ကင်နဲ့သွားမယ်ဆိုရင်ကြာချိန်ကတော့တနအိခွဲဝင်းကျင်လောက်ဖြစ်ပါတယ်ကြံဖိုင်းတော့ရောက်ပါပြီဒါဒါကျွန်မဆိုတော့စောင့်နေကျွန်တော်သွားမယ့်နေရာကဇုတ်လောင်းကိုဖြစ်ပါတယ်ဇုတ်လောင်းမှာဗားနေနိုင်မယ်ကြည့်လေဆိုတော့ခဏနေဗီဒီယိုမှာကျွန်တော်ရှင်းပြပေးပါမယ်ခင်ဗျဒါလည်းရတော့ကျွန်တော်ကြံဖိုင်းမြို့အဝေရဲ့အတနေရပါတော့ ဒါမြို့ဝင်မှာဆိုရင်လည်းဒီလို sunflower ပန်းပွင့်တွေကကျိုးဆုံနေပါတယ်ကျွန်တော်သွားမဲ့နေရာကဟိုးမှာမြင်ရပါသလားတောင်တန်းတောင်လေးတွေတက်တလေးတွေရှိတယ်အဲ့တောင်တွေပေါ်မှာပန်းပွင့်တဲ့အချိန်9လပိုင်း10လပိုင်းအချိန်ဆိုရင်တော်လေးကိုလာတယ်တန်းတတောက်လျှောက်လုံးတရွာလုံးနှီးပါအဲ့ပန်းကိုစိုက်ကြပါတယ်ဆိုတော့ကျွန်တော်သွားတဲ့ချိန်ကတော့ပန်းနေရာတော့ မရှိတော့ဘောနော်အနေငယ်အနေချင်းပဲကြံပါတော့တယ်။သွားပြောင်းသွားမှာပါမြင်ရပါသလား။တောက်လျှောက်ပန်းနေရတလန်းလုံးမှာကျူဆုံနေပါတယ်။ယာတိဥရတော့ကျွန်တော်ပြောပြမယ်နော်။ကြံဖိုင်းရနေဇုံတောင်းသွားတဲ့ချိန်မှာယာတိဥရခံစားမှုကတဏျာနဲ့တဏျာမတူပါဘူးခမ။အရန်နဲ့ကို relax ဖြစ်တယ်လို့ပြောရမလား။တဏျာနဲ့တဏျာကယာတိဥရမတူတဲ့ပုံစံလေးကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ်။ ါကတော့ကျွန်တော်အာချမ်ဖိုင်းမြို့တဲကိုပေါ့နော်ဈေးဝယ်သွားမဲ့ vlog ဗီဒီယိုလေးပေါ့နော်ကျွန်တော်တို့ဇုံတန်းကနေချမ်ဖိုင်းမြို့တဲကိုဈေးသွားဝယ်မယ်ဈေးသွားဝယ်တဲ့ချိန်မှာကျွန်တော်တို့ကလမ်းမှာတွေ့သည်များအရာတွေကိုပုံရိုက်ပါတယ်ဘာလို့ရိုက်တယ်လဲဆိုတော့ရောက်တော့ရောက်ခိုက်လေးကိုအမှတ်တရဖြစ်အောင်တော့ကျွန်တော်ကရှောက်ရိုက်ပါတယ်ခင်ဗျရှောက်ရိုက်တယ်ဆိုတာကလည်းကျွန်တော်ရဲ့ချစ်တဲ့ငယ်ချင်းတွေကိုလည်း ဂျန်ဖိုင်မျိုးကဘယ်လိုပုံစံရှိတယ်ဆိုတာကိုပြသချင်လို့ကျွန်တော်ကမှတ်တမ်းတင်ထားတာဖြစ်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ဘာသာသွားမယ်ပေါ့နော်ဘာသာသွားမယ်လိုက်ခဲ့ကြပါဦးခင်ဗျာဒါပေမဲ့ကျွန်တော်ဘာသာသွားတဲ့ဗီဒီယိုကြတော့ကျွန်တော်မထည့်ပြီးတော့ဘူးဘောလဲဆိုတော့ကျွန်တော်ရိုက်ဖို့မိသွားလို့ပါ ီဘရူကတော့ကလေးမျိုးမှလည်းငါပဲလာလေရတယ်ဒီမှလည်းသူစီလာလေကျွန်တော်အနေနဲ့ဂျန်ဖိုင်းမျိုးကို recommend ပေးရမယ်ဆိုတော့ yes လို့ကျွန်တော်ဖြေပါမယ်ဘာလို့လဲဆိုတော့ခုမြန်မာနိုင်ငံနဲ့လည်းနီးစပ်ဆုံးနေရာမှာတည်ရှိတယ်ယာဒီဥရုကလည်းအာမစိုးဘူးလို့ပြောရမယ်ပြီးတော့ပတ်ဝန်းကျင်နေထားတဲ့တဘာဝမြင်ကွင်းနေရာလည်း ကိုအမိမြေနိုင်ငံကမြင်ကွင်းနေတဲ့ခက်စင်စင်လေးဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ yes ပါလို့ကျွန်တော်ပြောပြစေဒါပေမဲ့ကျွန်တော်နေတဲ့အာဇုံလောင် village ပေါ့နော် village ဆိုပေမဲ့ you are ကြီးလို့ပြောရမှာပေါ့နော်အဲ့ရမှာကတော့တော်တော်လေးကိုအာကိုမြန်မာနိုင်ငံကိုရောက်နေတယ်လို့မျိုးနှွေးထွေးမှုကိုခံစားရတယ်လို့ကျွန်တော်မှတ်ယူပါတယ်တော်တော်လေးကိုနှွေးထွေးပါတယ်ဒါလေးကတော့ကျွန်တော်အနောက်ကနေပေးများတယ်ပေါ့နော်အာ အနောက်မှာပန်းလေးတွေရှိတယ်ဆိုတော့တော်တော်လေးကိုလှမယ်ပေါ့နော်ကျွန်တော်အခုလက်ညှိုးထိုးပြတဲ့နေရာကတော့ကြံဖိုင်းမြို့တဲပေါ့နော်ကျွန်တော်တို့ကအခုကြံဖိုင်းကနေရွာကို ပြန်နေပါပြီရွာဆိုတာကဇုံလောင်းရွာပန်းနေတရွာလုံးပွင့်နေတဲ့ရွာလို့လည်းခေါ်ပါတယ်တစ်နှစ်မှာတစ်ချိန်တရွာလုံးနီးပါးကိုပန်းနေဝီစာနေတဲ့ချိန်ကို နောက်နှစ်ကိုကျွန်တော်သွားပြောင်းသွားဖို့ တိတ်ထန်ချထားပါတယ်။လိုက်ပို့ပေးတဲ့ bro လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။